အဲ့လိုမျိုးလာပါကျွန်တော်တို့ DBS ရဲ့ analysis ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့က Friday ဆိုတော့ကျွန်တော်တို့ဒါ Friday financial ပေါ့နော်ဒါနာမည်ကတော့ဆိုတော့ကျွန်တော်တို့ Monday တုန်းကဖြစ်ချင်တော့ကျွန်တော် analysis video တင်ပြီးတဲ့အချိန်ကျမှ Iran နဲ့ Israel စစ်ပွဲကပြီးသွားပြီဆိုပြီး Trump ကသူ့ရဲ့ Truth Social Media မှာတင်လိုက်ပြီးတော့ ceasefire ပေါ့နော်ကျွန်တော်အပြည့်ခက်ရယ်ဆဲလိုက်တာလေတကယ်သေချာသွားတဲ့ကြောင့်မလို့အာ crypto ဈေးတွေအကုန်ပြန်တက်သွားတယ်အဲ့တော့ကျွန်တော် Bitcoin က အဲအခုအချိန်နေမှာပေါ့နော်တသိန်းထဲမှာ9000ကျော်ပြန်ဖြစ်နေပြီးတော့အဲပြီးခဲ့တဲ့ week မှာတောက်လျှောက်ပြန်တက်လာခဲ့တာကိုတွေ့ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့အရင် week တုန်းကနောက်ဆုံးကျခဲ့တာက9000ထဲမှာ8200အထိကျခဲ့တာပေါ့နော်ဆိုတော့အဲကျွန်တော်ကတော့ပြောလို့ရှိရင်အခုဒီ next explode ပေါ့နော်ဒီလိုမျိုးအပေါ်ပေါက်ပြီးတက်မသွားခင်ကျွန်တော်ပြီးခဲ့တဲ့ order height တသိန်း1000အဲ2000တောင်မှရှိမယ် အဲ့ဒီ order height ကိုဖောက်ပြီးတော့အပေါ်တက်မသွားခင်မှာ one less cam ဟာဘော retrace ပေါ့နော်အောက်ထဲကို ပြန်ပြီးတော့တစ်ခေါက်လောက်တော့ပြန်လာအောင်မလို့ကျွန်တော် personally မြင်တယ်ဆိုတော့ဖြစ်နိုင်ကြီးပေါ့နော်အဲကျွန်တော်အမြင်ရဆို6000 6000လောက်ဇုံလောက်ကိုပြန်ပြီးတော့မှ retax ပြန်လာပြီး retrace ပေါ့နော်ပြန်လုပ်ပြီးတော့မှအဲပြန်သွားနိုင်ကြီးရှိရတယ်ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့အခုက EDF လိုမျိုးဒီ အဲအပြင်ကဒီ investor တွေ invest လုပ်တဲ့ဘောနော်ငွေမောက်ငွေတွေရောက်အထက်ကိုဝင်နေတာတော့မှန်တယ်ဒါပေမဲ့အခုဒီဈေးကပြောလို့ရှိရင်အမ် premium နဲ့ကိုရောက်နေတာပေါ့နော်ကျွန်တော် discount မရဘူးဖြစ်နေပုံမှန် premium discount ဆိုရဲသဘောတရားလေးရှိတယ် premium ဆိုတာကဒီ price တစ်ခုရဲ့ဒီ access တစ်ခုရဲ့ဒီဈေးတန်းအမြင့်ပိုင်းကိုရောက်နေတဲ့အချိန်ပေါ့ premium ဆိုတာအဲ့တော့အမြင့်ပိုင်းကိုရောက်လို့ရှိရင်ကျွန်တော်ကတက်စင်းမိတာပေါ့ ပစ္စည်းတစ်ခုခုတက်စင်းနဲ့ဝယ်လိုက်မိတာပေါ့နော်အဲအဲ့လိုမျိုးဖြစ်တတ်တာပေါ့နော်အဲအဲ့တော့အောက်ကိုပြန်ကြရတဲ့ဥမာအနည်းဆုံးတော့ equilibrium ပေါ့ဒီ0.5လိုနေရာမျိုးအလဲပေါ့ပြောရရင်ဈေးတဲ့အလဲနေရာလောက်ကနေပြီးတော့ပြန်ပြီးတော့ဟိုသွားတာမျိုးပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်အအလဲရဲ့အောက်အထိကိုကြမယ်အဲဒီဘက် discount ဘက်ကိုရောက်လာလိမ့်မယ်လို့တော့ဟိုအမြဲတမ်းပြောလို့မရဘူးဟိုအသေးချာဆုံးဟိုဖြစ်နိုင်ရေအရှိအရှိဆုံးပေါ့နော်အဲ့ဒါတော့0.5လောက်အလဲလောက်ကိုဖြစ်နိုင်တယ် ဆိုတော့အခု premier ထဲမှာရောက်နေဖြစ်တော့ကျွန်တော် discount mark ကိုနည်းနည်းပြန်ဆင်းပေးမှရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အရှိမလဲကျွန်တော်တို့ရဲ့ဒီ market cycle ကိုကြည့်မယ်ဆိုရင်2021တုန်းကလည်းဒီမှာကျွန်တော်တို့ဒီ double top ပုံစံဖြစ်ပြီးသွားတော့ဒီမှာ ဒီ premium နဲ့ကနေပြီး discount နဲ့အထိပြန်ဆင်းတဲ့အပြင်ဟိုမှာ discount ရဲ့ out ဟိုအောက်ထိပြန်ဆင်းနေတာတွေ့ရတယ်ဒါပေမဲ့ဒီလိုဖြစ်ဖို့ကတော့မဖြစ်နိုင်တော့ဘူးလို့ထင်နေကျွန်တော်စိတ်ထင်မဟုတ်ဆိုအဲ့တော့ကကျတော့ ETF လည်းမရှိဘူး institutional buyer တွေလည်းအဲ့လောက်စိတ်ဝင်စားမှုတိတ်မရှိဘူးပေါ့နော်အခုဒီမှာတော့ institutional buyer တွေစိတ်ဝင်စားမှုတော်တော်များပြောတဲ့ကြောင့်မို့လို့အဲ့လောက်ထိတော့ပြန်မတော်နိုင်တော့ဘူးထင်တယ်ဒါပေမဲ့ဒီအလယ်နားမှာတော့တခု opportunity တခုရနိုင်သေးတယ်ပေါ့နော်ဆိုတော့အဲ ခရစ်တိုတွေဘစ်ကွိုင်းတွေဈေးပြန်ကျဖို့ရှိမလားဆိုပြီးတော့ဟိုကျွန်တော်မေးကြတဲ့လူတွေရှိတယ်။ဒါမှမဟုတ်အခုအရန်တက်သွားပြီလားဗောနော်။နောက်ဒီ order high ကိုဖောက်တော့မှာလားအဲ့လိုမျိုးမေးကြတဲ့လူတွေရှိတယ်။ဆိုတော့ကျွန်တော်အမြင်ရတော့အဲတစ်ခေါက်တော့အောက်ကိုပြန်လာပြီးတော့မှ retap လုပ်နိုင်ကြည်ရှိသေးတယ်။လွန်ဆုံးဗောနော်။ဟိုအရန်ကြီးပြောလို့ရှိရင်အောက်ထိမစင်းရအောင်မှာဒီ9000 9000ကျွဲ level လောက်ကတော့ပြန်လာတက်နိုင်ကြည် တောင်းတစ်ခေါက်ထက်ရှိသေးတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီမှာအာ elect တွေကျွန်တော်ပေးဟာတွေ့နေတယ်ဒါ big coin တဘော okay အဲ့တော့ဂျန်နဲ့ဟာလေးတွေအရင်ကြည့်ကြည့်အောင်ပါ total total market cap ကကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင် beta range တွားနေရနေပြီးတော့ပြီးခဲ့တဲ့ week မှာအောက်ကိုဖောက်မယ်လို့ကျွန်တော်တို့ ဖြစ်သွားတယ်ဒါဘာကြောင့်လဲစစ်ပွဲကြောင့်ဖြစ်တာပေါ့နော်အဲ PP ချင်းမှာပဲအပေါ်ပြင်တက်သွားတော့ဒါကျွန်တော်တို့ပြောရင် institution နဲ့ buyer တွေရောအပြင်ကလူတွေရောခရစ်တိုပြန်မကြတော့ဘူးအရေးကြီးမကြသေးဘူးဆိုတော့ယုံကြည်ရတဲ့ကြောင့်မလို့အာပြန်ပြီးတော့ဝယ်လိုက်ကြလို့အပေါ်တက်သွားတာပေါ့နော်ဆိုတော့ total market cap အရာတော့ကျွန်တော်တို့အပေါ် rate share ကိုပြန်ဝင်သွားပြီပေါ့နော်ဆိုတော့ဒီ rate share မှာပဲဆက်သွားနေဦးမယ့်ပုံစံရှိပါတယ် total market cap ကအဲ့တော့အပြင်ကပတ်စံနေခရစ်တိုတွေကိုဝင်လာရင်ကျွန်တော်တို့ဒါအာ ခရစ်တိုလောကဈေးတက်ဖို့အချက်ရှိတာเนาะနောက် BTC dominance ကိုကြည့်မယ်ဆိုရင် BTC dominance ကအပေါ်မှာပဲရှိနေတုံးပဲအပေါ်ကိုပဲဖောက်တက်နေဆိုတော့ကျွန်တော်အထင်ပြောလို့ရှိရင် altcoin တွေကအခုအခု altcoin ဟာလည်းဗျာဟိုပြောလို့ရှိရင်အရင်တော့က2021တုန်းက altcoin ဟာထောင်ကနေပဲရှိတယ်အခုက altcoin ဟာဟိုတော်တော်များနေပြီတိုင်းကနေလောက်ဖြစ်တော့မှတင်နေအဲ project တွေကလည်းအများကြီး similar project တွေလည်းအများကြီးပဲပေါ့နော်အဲ့တော့ altcoin မှာ live ပြီးတော့ ဟိုဖြတ်ပြီးတော့ invest လုပ်မယ်ဘယ်ကောင်ကထောင်တက်လာမလဲမသိဘူးဆိုတဲ့အနေထားအနေတော်တော်များများတေချာတဲ့ဒီ bitcoin နောက်ဘက်ဘက်ကိုပဲပြန်ပြီးတော့ထည့်လာကြတာကိုတွေ့ရတယ်အဲနောက်တစ်ခုက institution တွေပေါ့အဲ့ company အကြီးတွေက altcoin နဲ့ဆောက်လို့ရှိရင် bitcoin ကိုပဲဝယ်တာပုံများတာเนาะအဲ့တော့ bitcoin ကိုပဲအခုဒီမှာဝယ်နေကြတော့ဒီမှာကြည့်မယ်ဆိုရင်အဲအခုဒီ btc dominance ကစက်တက်နေတော့မယ်အဲ့တော့ oxygen လာဖို့ကမဖြစ်နိုင်သေးဘူးအခုဒီတိုင်းမဖြစ်နိုင်သေးဘူး အော့ဖ်ဆီဇန်နဲ့အော့ဆီဇန်နဲ့အော့ကွိုင်းနေပြန်တက်လာဖို့အော့ဆီဇန်နဲ့အကုန်တက်တဲ့အော့ဆီဇန်လာဖို့ဆိုလို့ရှိရင် BTC dominance ဒီ60ရာခိုင်နှုန်းအောက်ကိုစပြီးတော့ကြာရမယ်အခုဒီမှာ60ရာခိုင်နှုန်းအောက်ကိုကြာဖို့မပြောနဲ့အခု65အပေါ်တောင်သူထောင်တက်နေပြီဆိုတော့နိအော့ဆီဇန်လာဖို့ကမဖြစ်နိုင်သေးဘူးလောလောဆယ်ပါတိုတယ်3ကိုကြည့်ပြန်တော့လေတိုတယ်3ရဲ့ဒီမှာအဲ1 trillion market cap တော့မရောက်နိုင်ပဲနဲ့ဒီမှာ850 billion နဲ့မှာအပေါ်နာလေးမှာပဲ hovering ဖြစ်ပြီးတွားနေတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ ရေရှိမှာခရစ်တိုမားကတ်ကြီးတခုလုံးဟာဘစ်ကွိုင်းကိုပဲဦးစားပေးပြီးတော့တခြားအော့တွေကဒီလိုပဲ project လေးကောင်းနေတဲ့နည်းနည်းလေးခွဲဝယ်ဒါပေမဲ့ဘစ်ကွိုင်းကိုပဲ main ခြင်ထားအဲ့လိုပဲတွားကြတော့မယ်ပုံစံကိုပေါက်တယ်ပေါ့နော်အဲဘာလို့လဲဆိုတော့ institution တွေကတခြား audio မဝယ်ဘဲနဲ့ bitcoin ကိုပဲဝယ်နေတာဖြစ်တဲ့အကြောင်းမလို့ bitcoin ခြင်ထားခြင်းကအားလုံးနဲ့အတူတူပဲဟိုဘယ်နော်အောက်ကိုအရင်ကြောက်ဖို့မရှိဘူးအဲတကယ်ဟိုပြောလို့ရှိရင်ရေးရှိမှအမြတ်ရနိုင်ကြီးရှိရဲဆိုတော့ အတွေးကိုအားလုံးဒီဘက်လောက်ကတွေးလာကြပြီဆိုတော့လေဆိုတော့ဘစ်ကွိုင်းကလည်းတကယ်လဲ strong ဖြစ်တာ哦အခုဒီ slow စပွဲဖြစ်ပြီးဒီလောက်ဒုံးကြီးတွေနဲ့တကယ်ကြီး world war 3 rumor တွေထွက်လာပြီမဲ့တသိန်းအောက်ကိုခဏလေးပဲစိတ်နိုင်ခဲ့တာပြီးရင်ပြန်တက်သွားတာပေါ့နော်ဆိုတော့ဒီကျွန်တော်ပြောသလိုဘစ်ကွိုင်းကဒီ out level တွေကိုပြန်လာတက်ဖို့ကဘာဖြစ်မှရမလဲဆိုလို့ရှိရင်အဲ့လိုမျိုးအဲ EDF ပေါ့နော်အထူးသဖြင့် EDF လို့ခေါ်တဲ့ institution တွေကဝယ်တဲ့ ဒီဒီ institution တွေရောကျွန်တော်တို့ဒီပြောလို့ EDS ဆိုတာဒါရင်းနှီးမြှုပ်နှံမှုပေါ့နော်အဲ့ဒါ outflow net outflow ပေါ့နော်အပြင်ယုံထွက်တဲ့အခုကအကုန်အင်းအဝင်တွေပဲရှိတယ်။ဟိုနေ့ကဒီကြောက်သွားတဲ့ချိန်တုန်းကဒါစစ်ပွဲသတင်းကြောင့်ထွက်သွားတဲ့ချက်ကတရက်ပဲရှိတယ်ပြီးခဲ့တဲ့အဲလပိုင်းတွေမှာ။အဲ့တော့အကုန်လုံးကအဝင်ပဲရှိတော့သူကဈေးတက်ဖို့ကဆက်ပြီးများတယ်။အဲ့တော့ ETF outflow တွေစထွက်လာပြီဆိုလို့ရှိရင်ဈေးကျနိုင်ရည်ရှိလာတယ်ပေါ့နော်။ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ monitor လုပ်ဖို့နည်းနည်းလိုလာတယ်နော်။ Okay ။အဲ့တော့ Ethereum က အဲသူက Bitcoin တရက်ထဲဟို one week မှာကြာတဲ့အချိန်မှာသူက2000 ठी ကို2100 ठी ကို Ethereum ပြန်ရောက်သွားတယ်။ပြီးတော့ပြန်တက်လာတယ်။အဲ့တော့ပြောရလို့ရှိရင် Ethereum ကတော့ဟိုရေရှည်ကိုင်းမှုမကောင်းအရင်မကောင်းတဲ့ coin တွေမှာပါနေပြီဟိုလိုလို့ရှင်ပါဆိုရင်နိ။ဘာလို့လဲဆိုတော့ဘလို့ချိန်နေမှာဖြစ်ဖြစ်သူဒီ4000စီကိုပြန်ရောက်ဖို့ဆိုတာတော်တော်ခက်ခဲတဲ့ဘဝကိုတွေ့နေရတာပေါ့နော်။တော်တော်ဆိုးနေ။ဆိုတော့ဟိုအောက်မှာဝယ်ထားမိတဲ့လူကတော့အပေါ်မှာအမျက်နဲ့ရောင်းတာတော့ဒါကွက်တီပဲ။ဒါပေမဲ့အခုနေမှာဝယ်မယ်ဆိုရင် ကျွန်တော်အမြင်တော့ဒီ0.5ကအောက်မှာဝယ်ထားတယ်ဆိုရင်နည်းနည်းပဲပေါ့နော်ဟိုကိုယ့်ရဲ့ portfolio ရဲ့ percentage တစ်ခုကိုပဲဝယ်ထားတဲ့ညာလို့ကျွန်တော်ထင်တယ်ပေါ့နော် BNB ကကောင်းတယ် BNB ကတော့ကျွန်တော်ဝယ်မှာဘာလို့လဲဆိုတော့ BNB ဒီ Binance နဲ့ချိန်နေတာဖြစ်တဲ့ကြောင့်မို့လို့ Binance ကောင်းရင်သူလည်းကောင်းတယ်ပေါ့နော်ဒီ Binance ကလည်းအခုချိန်မှာသူ့ရဲ့ဒီဒုတိယ တတိယသူပြမယ်ဒီတရားမှမရှိတော့ဘူးနဲ့သူပဲရှိရဖြစ်တဲ့ကြောင့်မလို့သူဒီနောက်ထပ်ချက်ကောင်းလာမယ့်ပုံစံကိုလည်းမြင်နေရတယ်ဆိုတဲ့ကြောင့်မလို့ပြီးရင် BNB ကခြင်ဟားလို့ရှိရင်ကျွန်တော်တို့အပိုလေးတွေရတယ်ဟိုဟိုတဲ့ error တို့ဘာလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမှာ BNB ကကျွန်တော်တို့ဝယ်လို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်က0.5 out ဒီ600 out လေးရောက်မှပဲပြန်ပြန်ဝယ်တဲ့ဟာလို့တယ်600အပေါ်မှာဆိုလို့ရှိရင်မဝယ်ဘဲနဲ့ခြင်ထားတယ်ပေါ့နော် Solana Solana ကျတော့လေ အခုချိန်မှာဒါဝယ်လို့ကောင်းတယ်ဘာလို့ဆိုတော့120 130ဈေးထဲကနေပြီးတော့ဒီ300လေးပါပြန်ဖြည့်ချင်မှဖြစ်မယ်ဗျာ300ကိုရောက်ဖို့ဆိုတာကျွန်တော်တော်တော်နည်းနည်းခက်ခဲဒါပေမဲ့ဖြည့်ချင်မှဖြစ်မယ်ဒါပေမဲ့ဟိုမှာ120မှာဝယ်ထားတယ်240မှာရောက်နေဆိုရင်နှစ်ဆဖြစ်နေပြီလေကျွန်တော်100%အမြင်ရဒေါ်လာ1000ရင်းနောက်1000ထည့်ရ1100ဖြစ်နေအဲ့တော့ Solana ကပြီးတော့နောက်သူ့ရဲ့ ecosystem ကလည်းတော်တော်လေးပြောလို့ရှိရင်ကောင်းကောင်းနေတယ်မှာပါနော်ဆိုတော့အာ meme coin တွေကတော့တော်တော်ကြ meme coin hype က BNB ဘက်ကိုလည်းရောက်လာပြီးကျွန်တော် BNB blockchain ဘက်ကိုလည်းရောက်လာပြီးဆိုတော့အရင်လောက်တော့မကောင်းတော့ဘူးဒါပေမဲ့အဲဆက်တော့ကောင်းနေမှာအဲ့တော့ကျွန်တော်ကျွန်တော်ကတော့ဒီအောက်မှာ0 wifi အောက်မှာဝင်အပေါ်ရောက်ရင်အချိန်နဲ့ကြည့်ပြီးဟိုထိန်းသားရောက်ရင်ပြောင်းရောင်းနေဆွဲတဲ့ကြီးကိုတုံးတာပေါ့နော်ဘလော့စေဆိုလာနာကြီးကိုကျွန်တော်ဝင်ထားရရှိ Okay ဒါတော့ကြည့်လေးကြည့်ကြောက်ပါ Okay အဲ့တော့ကျွန်တော်တို့အဲခြုံဝင်းပြောရမယ်ဆိုလို့ရှိရင်တော့လောလောဆယ်မှာ crypto လောကကြီးအစမ်းသက်ခံလောကဖြစ်လာပြီပေါ့နော်ဘာလို့အစမ်းသက်ခံဆိုတာ အဲ text step ပေါ့နော်ဟိုပြောလို့ရှိရင်လူတွေအရင်တော့အဲ့လိုမျိုးအရင် panic ဖြစ်ပြီးအရင်ရောင်းချကြပြီးပြတ်တက်လာအဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ဈေးတန်းတစ်ခုမှာတည်တည်ငြိမ်ငြိမ်ရှိလာနိုင်တဲ့ level အထိဖြစ်လာပြီးဖြစ်တဲ့ကြောင့်မို့လို့နောက်အဲရေရှည်ကင်ထားမယ် invest လုပ်မယ်ဆိုလို့ရှိရင်လည်းဒါပြောလို့ရှိရင်ပို့ပို့ပြီးတော့ first step ပို့ဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အရင်မကြတော့ okay အဲ့တော့နောက်လာမယ့် week တွေမှာတော့ ETF ETF ရဲ့ဒီ net inflow နဲ့ outflow ပေါ့နော်အဲ့ဒါကိုတစ်ချက်အရင်ကြည့်ရမယ် ETF outflow တရက်နှစ်ရက်လောက်ဇက်တိုက်သုံးရက်လောက်ပေါ့နော်ဇက်တိုက်အဲအပြင်ုံထွက်လာတာကိုတွေ့ရပြီဆိုလို့ရှိရင်တော့အောက်မှာ retrace ပြောင်းရတော့မှာဆိုတော့ကျွန်တော်တို့ကမြင်နိုင်တယ်ပေါ့နော်လောလောဆယ်ကတော့ဒီ week မှာတော့ဒီ pickwire လောက်ဟာမျိုးဆိုလို့ရှိရင်ဒါ order high နားမှာပဲပြန်ကတ်နေတုံးပဲပေါ့နော်အဲ့တော့အခုအကြအနေပြန်တက်လာဆိုတော့ကျွန်တော်ဒီလောက်ထိတက်တာဖြစ်နေပါတယ် week ဆုံးတဲ့အချိန်ကြလို့ရှိရင်တော့ဒီလိုမျိုးဒိုးကြီးတွေပါရင်းနဲ့ဆုံးသွားမလားဆိုတော့ကျွန်တော်ပြန်ကြည့်ရโอเคအဲ့တော့ဒီဒီပြောက်ကြည့်ပြကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ channel လေးကို subscribe မလုပ်ရသေးဘူး subscribe လေးလုပ်ပေးခဲ့ပါဦးနော်ငွေဝင်ရနေနေဖြစ်ပါသေး